လူကျွန်းတို့ခင်ဗျာကောမှာစီးပွားရေးတစ်ခုလုပ်ဖို့အတွက် idea ရှိတယ်ဒါပေမဲ့ငွေအရင်းနှီးမရှိဘူးဆိုတော့သူတွေပပါသလားအဲ့လိုပြောတာတွေကျွန်တော်တို့ခဏခဏကြားတယ်တကယ်တကယ် business idea စီးပွားရေး idea တစ်ခုက idea လို့ပြောတဲ့ဟိုကဒီစီးပွားရေးကိုလုပ်ဖို့အတွက်ငွေအရင်းနှီးကိုကိုကဘယ်ရယူမှာလဲကိုဘလို့ရှောက်ဖွေမှာလဲအဲ့ဒါပါပါပြီးသားဖြစ်ရအဲ့ဒါပါမပါဘူးဆိုတော့အဲ့ဒါ idea အပြည့်ပြည့်စုံတဲ့ idea မဟုတ်ဘူးအဲ့တော့ကျွန်တော်အများရင်ပြောတယ်တော်တဲ့သူတွေကကိုယ့်ရဲ့ပတ်စံနဲ့ကိုစီးပွားရေး ဆောင်ရင်းနိုင် True John တဲ့သူတွေကသူများတွေရဲ့ personal စီးပွားရေးလုပ်နိုင်တယ်သူများ personal တွေကိုလိန်တာကိုပြောတာမဟုတ်ဘူးကျွန်တော်တို့မှာ personal branding ကောင်းရင်ကျွန်တော်တို့မှာ idea ကောင်းရင်ငွေအရင်းအနှီးကိုကျွန်တော်တို့ကရရှိအောင်ဆောင်ရင်းနိုင်တာဖြစ်တယ်အဲ့တော့ဒီမှာအဲတော်တော်များများမှာ business idea ရှိတယ်ဒါပေမဲ့ငွေအရင်းအနှီးမရှိဘူးလို့ပြောတဲ့သူတွေအတွက်ငွေရင်းနဲ့ရရှိလာအောင်ဆောင်ရွက်နိုင်မှုအတွက်အရေးကြီးတဲ့အချက်၃ချက်ကိုကျွန်တော်ချစ်ခင်စွာမျှဝေပြီးမှဖြစ်ပါတယ်။နံပါတ်၁အချက်ကတော့ အရေးကြီးဆုံးအချက်ပဲအဲ့ဒါပါလဲဆို risk ဆိုတဲ့အချက်ဖြစ်တယ်အဲစီးပွားရေးလုပ်တယ်လို့ပြောရင်လူတိုင်းက risk ရှိတယ် risk လို့ပြောရင်ဆုံးရှုံးနိုင်ကြီးလို့ပြောတယ်သို့တော့ဆုံးရှုံးနိုင်ကြီးထဲမှာမြတ်နိုင်ကြီးဆိုတာလည်းပါတယ်အဲ့တော့အရေးကြီးဆုံးအချက်ကငွေရင်းနှီးရရှိလိုချင်တဲ့သူတယောက်ဆိုရင်ကိုယ်ငွေရင်းနှီး invest လုပ်မဲ့ရင်းနှီးမြှုပ်နှံမဲ့သူတွေကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ business က risk အနည်းဆုံးဖြစ်တယ် risk ကိုတတ်နိုင်သလောက် short ချပြီးတော့ဆောင်ရွက်နိုင်တယ်ဆိုတော့ပြောဖို့လိုတယ် risk တွေများတယ်ဆုံးရှုံးနိုင်ငံများတဲ့နေရာမှာဘယ်သူမှမရင်းနှီးမမြုပ်နှံကြဘူး။ဒါကြောင့်ကျွန်တော်တို့က risk ကိုเนาะကျွန်တော်တို့ကအနည်းဆုံးဖြစ်အောင်ဘယ်လိုဆောင်ရွက်ထားလဲ။ဒါကိုကောင်းကောင်းပြင်ဆင်ဆောင်ရွက်ထား။ဒုတိယအချက်ကတော့ demand ပဲ။အဲအခုလူကြီးမင်းလုံးမဲ့စီးပွားရေးဟာဈေးကွက်ထဲမှာ demand ဝယ်ဝယ်လို့အားဝယ်မဲ့သူတွေရှိတယ်ဆိုတော့အခိုင်အမာတတ်သိပြနိုင်အောင်။နံပါတ်3အချက်ကတော့ လူချင်းမင်းဒီအဲ့ဒီအရာကိုလှုပ်ဖို့တော့ right person ဖြစ်တယ်ဆိုတာကိုတတ်သိပြနိုင်ရဒီအလုပ်ကိုလှုပ်ဖို့တော့ကိုကအသင့်တော်ဆုံးသူဖြစ်တယ်ဒီကုန်ပစ္စည်းကိုထုတ်လုပ်ဖို့အတွက်ဒီဝန်ဆောင်မှုကိုဆောင်ရွက်ဖို့အတွက်ကိုကအသင့်တော်ဆုံးသူတစ်ယောက်ဖြစ်တယ်ဆိုတာတတ်သိပြနိုင်ရဒီသုံးချက်ကိုကျွန်တော်တို့ကောင်းကောင်းတတ်သိပြနိုင်ရင် idea ကောင်းနေတဲ့ငွေအရင်းကြီးရဖို့ကမခက်ဘူးဒီသုံးချက်ကျွန်တော်ပြန်ပြောမယ်နော်နံပါတ်1အချက် risk ကိုကိုတတ်နိုင်သလောက်နည်းနည်းများနေအောင်ဘလို့ဆောင်ရွက်ထားလဲယင်းနည်းမြုံနေတဲ့သူတွေဆိုတာက risk နေပြီးတော့เนาะကျွန်တော်တို့သူ့ရဲ့အကျိုးမြတ်ရနိုင်ချေများတဲ့လုပ်ငန်းတွေမှာသူတို့ကယင်းနည်းမြုံနေကြတာပေါ့ဒုတိယအချက်ကတော့အရေးကြီးဆုံးအချက်ပဲကိုယ့်ရဲ့ကုန်ပစ္စည်းကိုယ့်ရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးဝယ်လိုအားအခိုင်အမာရှိတယ်ဆိုတော့တတ်သိပြနိုင်အောင်ကိုယ့်အင်စာကိုလောက်ရအင်စာလုတ်ထားပြီးတော့တေချာ data တွေနဲ့ပြောနိုင်ရမယ်နံပါတ်3အချက်ကတော့ကိုကအဲ့ဒီအရာကိုလုတ်ဖို့အတွက်အသင့်တော်ဆုံး right person ဖြစ်တယ်ဆိုတော့ကောင်းကောင်းတတ်သိပြနိုင်မှုလိုအပ်ပါတယ်လို့ ဒါ idea ရှိပြီးတော့ငွေရင်းနှီးလိုတဲ့လူငယ်တွေအတွက်ကျွန်တော်ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေကျွန်တော်တို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါဒါကြောင့်ငွေရင်းနှီးမရှိဘူးလို့ညီးမနေနဲ့တော့အခုပဲအဲ့ဒီအချက်၃ချက်ကိုကိုယ့်ရဲ့အိမ်စာကိုအကောင်းဆုံးလုပ်ပြီးတော့အလုံးနဲ့တက်တည်ပြလိုက်ပါအောင်မြင်မှုတွေကလူချင်းမင်းကိုစောင့်ကြုံနေပါတယ်အဲ့တင်းတန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်းတန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ်အခုပေါ့နော်မေလမှာဖွင့်မှာတော့ကျွန်တော်ရဲ့လူကြိုက်များတဲ့တင်းတန်းတစ်ခုဖြစ်တဲ့စကားစွန့်ရည်တင်းတန်းဖြစ်ပါတယ် မျိုးတို့ရဲ့စကားဆွေးရင်ကိုမြင့်တင်ပြီးအောင်မြင်မှုတိစောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်ပါတယ်။ online သင်တန်းဒီအခုလာမယ်9လပိုင်း6ရက်နေ့အခုလာမယ်အင်္ဂါနေ့ပေါ့နော်အခုလာမယ်နောက်တစ်ပတ်အင်္ဂါနေ့ကျွန်တော်စမှာဖြစ်ပါတယ်။အဲ့တော့ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဗေဒေတာမဆိုတက်နိုင်တယ်။သင်ကြားမဲ့ပုံစံကတော့နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။နေ့တိုင်းတင်ပေးမှာနော်တလားလုံးကြည့်ရမှာဖြစ်တယ်။အဲကျွန်တော်တို့ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram Private Channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်ပါတယ် အဲကျွန်တော်တို့တင်တန်းကာလာတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email နဲ့ပေးပို့ပေးမယ် live lecture ကြတော့ तू ကအပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom application နဲ့ live လို့တင်မှာဖြစ်တယ်နေ့စဉ်က record ကြည့်ရမယ်တစ်ပတ်တစ်ခါ live lecture တက်လာဆိုတော့ live lecture စုစုပေါင်း၄ချိန်ပါ live မှာကျွန်တော်နဲ့တယောက်ချင်းတွေ့ပြီးတော့စိတ်ကြိုက်မေးခွန်းတွေမေးနိုင်တယ်အဲလူချင်းတို့အဲဒီတင်တန်းတက်နေတဲ့ group ကိုချင်ပါရအောင်ကျွန်တော်ကဆောင်ရွက်ပေးတာဖြစ်တယ် ဲ့တော့သင်တန်းကာလတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှဖြစ်တယ်အပြင်လူတွေ့သင်တန်းကတော့မေလအခု9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေတနေ့နေ့ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီအထိ ရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်ရဲ့ Emerald တန်းတန်းကျောင်းမှာကျွန်တော်နေနှစ်ရက်အချိန်ပြည့်ရင်းနှီးချိတ်ခန်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်တယ်။အဲ့တော့တန်းတန်းတက်ချင်နာမည်ရန်ဖုန်းနံပါတ်ရုပ် comment မှာမြင်းနဲ့ message မှာရေးထားပြီးကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ်။အခုအစည်းအဝေးကြီးတဲ့တော်တော်20% discount ကျွန်တော်တို့ဆက်ပေးထားတယ်။သူတို့ဆက်သွယ်လိုက်အသေးစိတ်အချက်လက်တွေကိုမေးမြန်းနိုင်တယ်။အဲ့ကျွန်တော်တို့ဒီကျွန်တော် page ထဲမှာဝင်ကြည့်လိုက်အပေါ်ဆုံးမှာလည်းကျွန်တော် video file နဲ့တူတန်းတန်းကျောင်းအသေးစိတ်တင်ထားပေးတယ်။ ဒီတန်တန်းဒီစကားဆွမ်းရည်တန်တန်း business presentations master class ဆိုဆိုတာနဲ့ညီစကားဆွမ်းရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားဆွမ်းရည်အုံဖြစ်တဲ့အယောင်ဆိုင်ရာပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူတို့အကြဟောပြောမှုဒီ၃ခုကိုကျွန်တော်ကျွန်တော်ရဲ့နှစ်ပေါင်းများစွာပြည်သက်ပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံတွေအစီအစဉ်ထုတ်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဘန်ကောက်ကသူတွေတို့ပေါ့နော်။ကျွန်တော်က အဲ၁၀ရက်၁၁ရက်မှာရန်ကုန်မှာအဲ့ဒီတင်တဲ့အပြင်လူတွေတက်မယ်။ online တင်တဲ့ကတော့ကျွန်တော်တို့၆ရက်နေစပြီးရင်တော့ကျွန်တော်၁၄ရက်နေ့လောက်မှာကျွန်တော်ဘန်ကောက်လာမယ်။ဘန်ကောက်မှာကျွန်တော်ရဲ့ meet and greet in bangkok ဘန်ကောက်ကကျွန်တော်ပရိသတ်တွေနဲ့တွေ့ဆုံပွဲကိုတော့ကျွန်တော်တို့၁၈ရက်နေ့မေလ၁၈ရက်နေ့တနင်္ဂနွေနေ့မှာ၂နာရီနဲ့၅နာရီထိဘန်ကောက်မှာ meet and greet in bangkok အနေနဲ့လုပ်မှာဖြစ်တယ်အဲ့တော့ဘန်ကောက်ကအမျိုးတွေလည်း meet and greet in ပွဲမှာရင်းနှီးနှီးတွေ့ကြကျွန်တော်ကဟောပြောပွဲတွေမှာတော့တွေ့တာပဲဒါပေမဲ့ ပြိသက်တွေနဲ့ပိုရင်းနှီးအောင်လို့ဓာတ်ပုံရိုက်ကြမယ်လက်ဆောင်တွေပေးကြမယ်လက်ဆောင်တွေဖလှယ်ကြမယ်ပြီးတော့ကျွန်တော်တို့မေးခွန်းတွေဖြေပေးမယ်ကျွန်တော်ရဟောပြောမှုအစီအစဉ်တွေပါမယ်အဲ့တော့ meet and greet တွေဘန်ကောက်ပွဲတက်ချင်တဲ့သူတွေလူအနည်းငယ်တွေပဲလုံးမှာဖြစ်တယ်ဒါကြောင့်ကြိုပြီးလက်မှတ်ဝယ်ထားဖို့လိုတယ် ticket လိုချင်တယ်ဆိုရင် messenger မှာပြောထားပေးပါကျွန်တော်လိုအပ်တဲ့အချက်လက်တွေပြန်ပြောပေးထားပါမယ်မေးခွန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါလူချင်းတို့ရဲ့ comment တွေကိုကျွန်တော်တန်ဖိုးထားပြီးဖတ်ပါတယ်ဖြေသိမ့်ဖြေတိုက်တဲ့မေးခွန်းတွေကိုလာမယ့်အစီအစဉ်တွေမှာဖြေကြားပေးသွားမှာဖြစ်ပါတယ် we must work together we must build our nation